နောက်ဗုဒ္ဓဘုရားသမီးတွေအတွက်ဒီတစ်ပတ်အတွင်းမှာတော့သူတဖြင့်ဂျွန်လာ၁ရက်ကနေဂျွန်လာ9ရက်အတွင်းမှာတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူပို့အဲ့ဒီလုပ်ငန်းကိုကြီးပွားအောင်တိုးတက်အောင်လုပ်မယ်အကူအညီပေးမဲ့သူတယောက်ပေါ်လာတတ်ပါတယ်ဆက်တူလုပ်ငန်းလုပ်မယ်ဆိုပြီးဝင်လာတဲ့လူဖြစ်ပါတယ်ဒီရက်တစ်ပတ်တွင်းမှာ အကူအညီပေးနိုင်တဲ့လူတွေကတော့စနေသားသမီးနဲ့ ကြာတာပြေးသားသမီးတွေပဲဖြစ်ပါတယ်။ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ်။ mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဆက်ပစ္စည်းတွေအစ်စ်လေးရတတ်တယ်။ကိုယ့်အိမ်ကိုလည်းဆက်ပစ္စည်းအစ်စ်တွေဝင်လာတတ်ပါတယ်။ထွက်နေတဲ့ဆက်ပစ္စည်းတွေလည်း ပြန်ဝင်လာတာမျိုးကြုံရတတ်တယ်။မြေကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတပတ်အတွင်းမှာဘာမှမလုပ်ပါနဲ့အောင်ရှင်အမှားယွန်းတွေ့တတ်ပါတယ်။အလုံးမှလည်းနီးငယ်တိုက်ခိုင်ပေါ်တတ်တယ်။ကျိုးရွယ်သူတွေဖို့အချီးရင်းမှာလမ်းခွဲရလောက်အောင်ကြောက်ကူတယောက် စိတ်တိုင်းမကြခြင်းအခြေတင်ဖြစ်ခြင်းများ ပေါ်ပေါက်တဲ့ကာလဖြစ်ပါတယ်။တကယ်ချစ်တဲ့လူတွေတယောက်ကူတယောက်တန်ကြီးခံလိုက်ပါရှင်။ ဒီကာလာလေးကြော်လွန်သွားတာနဲ့တယောက်ကိုတယောက်ပျော်ရွှင်စွာ ဆုံတွေ့ရမယ်ကာလဖြစ်ပေါ်လာပါလိမ့်မယ်။မြေရောင်းဝယ်မှာကိုမပါပါနဲ့လို့ပြောထားပါတယ်။တကယ်လို့ရောင်းဝယ်လို့ဖြစ်သွားရင်တော့အဲ့ဒီမြေဟာကိုပြန်ပြီး ဖြည့်ရှင်းရမယ်ကာလဖြစ်နေတတ်တယ်။တခြားတယောက်ကိုရောင်းပြီးသားမြေကြီးနဲ့ပတ်သက်ပြီးသူဖြည့်ရှင်းပြရမှာဖြစ်ပါတယ်။ ဓမ္မမဟုတ်ကိုကိုတိုင်းဝယ်မယ်ဆိုရင်လေတီးတီးချာချာဂရုစိုက်ပြီးမှ စာရွက်စာရန်ကိုဂရုစိုက်ပြီးမှ ဆောင်ရွက်ပါရှင်အမှားယွင်းတွေ့တတ်တဲ့ကာလဖြစ်ပါတယ်ကံကောင်းတဲ့နံပါတ်လေးကတော့3ခန်းနှာ2ခန်းနှာ6ခန်းနှာဖြစ်ပါတယ်ကံကောင်းတဲ့အယောင်လေးကတော့အညိုးယောင်မှိုက်မှိုက်လေးဖြစ်ပါတယ်ရှင်ကံကောင်းတဲ့ကံကောင်းသွားအောင်ဒီတစ်ပတ်တွင်းမှာမိမိနေရဖျားမှာသောပတ်ထမင်းလေးနေ့တိုင်းလောက်နှီးပါ လှူဒန်းပေးနိုင်ရင်ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါရဲ့ရှင်။ဇာတာပရိသတ်သမီးတွေအတွက်အခုလိုဂျွန်လတရက်ကနေဂျွန်လခုနှစ်ရက်တွင်းမှာတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့လူတွေအထူးဖြင့်ဆက်ယုံအထယ်လေးလုပ်နေတဲ့လူတွေဖို့နည်းနည်းလေးအပြက်အစီးအဆုံးအရှုံးအလီလွင့်နေများနေတတ်တဲ့ကာလဖြစ်ပါတယ်။ကွဲကွာနေတဲ့မိဟောင်းဆွေဟောင်း ချစ်သူဟောင်းအိမ်တောင်ဘက်ဟောင်းနေနဲ့ပြန်လေတွေ့ရတတ်ပါတယ်ဟောင်းနေနဲ့တော့ပြန်ပြီးမဆက်သွယ်ပါနဲ့ရှင် ကိုလုတ်တဲ့ပိစားဒီမှာဖြည့်ရှင်းရတာဒီများသွားတတ်ပါတယ်ငွေကြီးကိုလည်းဂူးဆိုင်လိုက်ပါ အလင်ခံတတ်ပါတယ်လာလိန်လဲရေချားမြေချားလာလေတဲ့လာလိန်တတ်တဲ့အမျိုးသမီးကြီးတယောက်ဖြစ်နေပါတယ် ထို့အတူပဲမိမိရဲ့လက်အောင်ငါသားတပိလေးတွေကလည်းကိုကိုတော်လှန်ချင်တာမျိုးနည်းနည်းလေးဒုက္ခပေးတာမျိုးလဲကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်။ဘာမှစိတ်မပြေမှန်းမှနဲ့ရှင်။ဒီအချိန်မှာဒါမျိုးဖြစ်တတ်ပါတယ်။ဒီအချိန်လေးကြော်လွန်သွားရင်ဇာတာပရိသမီးတွေသာသမီးတွေအကုန်လုံးကံကောင်းခြင်းကိုပိုင်ဆိုင်မှာဖြစ်ပါတယ်။ခီးသွားဖို့ကြံရထားရင်လဲအရှင်ပြေပါလိမ့်မယ်။အကုန်လုံးနှိပါပြည့်ပြည့်စုံစုံဖြစ်သွားပါလိမ့်မယ်။ မိမိသာသမီတယောက်ကနည်းနည်းလေးစက်မိုင်ညံ့နေရှင်းအငယ်ဆုံးသာသမီလေးဖြစ်ပြီးပုထုသာသမီတနည်းနာသာသမီဆိုရင် အမြင့်အားလိတ်ကြခြင်းမတော်တဆထိခိုက်ဒဏ်ရရှိခြင်းများကြုံတွေ့ရတတ်ပါတယ်ရှင်တောက်ချာသာသမီများအတွက်ဒီတစ်ပတ်အတွင်းမှာငွေရှာဖွေရတာလွယ်ကူပေမဲ့စူဆောင်းလို့မရတာမျိုးကြုံရတတ်ပါတယ် ရသမျှငွေတွေဟာကိုယ့်ရဲ့အလုံငန်းနဲ့ထည့်ထားမျိုးကိုပေးရမယ်လူတွေပေးရတာမျိုးကြောင့်နည်းနည်းလေတော့ကြံတတ်ပါတယ်ရွှေနဲ့ရေသနာပစ္စည်းတွေဝင်မှုကိန်းတော့ရှိတယ်ဒါပေမဲ့ကိုယ့်အတွက်မဟုတ်ဘူးကိုယ့်စီရတဆင့်တွားပြီးလှူဒန်းပေးရတာမျိုးပေးကမ်းရတာမျိုးပစ္စည်းတွေဖြစ်နေတတ်ပါတယ်ငွေဝင်လာရင်လည်းငွေကိုဒီတိုင်းကင်ထားခြင်းမျိုးစုထားခြင်းမျိုးမလုပ်ဘဲ ပစ္စည်းတစ်ခုဝယ်လိုက်တာကဒီတပတ်တွင်းမှာကံကောင်းခြင်းတွေရရှိသွားမယ်ပစ္စည်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်အလုတ်ကံပြောင်းလဲလှုပ်ခြင်းနဲ့စိတ်ပေါ်လာတတ်တယ်ဒီတပတ်တွင်းမှာဖြစ်တဲ့စိတ်ကူးတွေစိတ်တွေလှုပ်တဲ့ဟာစိတ်ပြောင်းလဲတွေဟာခਿੱတခဏပဲအောင်မြင်မှာမဟုတ်လို့ဒီတပတ်တွင်းမှာတော့ဘာမှအပြောင်းလဲမလုပ်ပါနဲ့စိတ်ညစ်စရာဆိုတာလေးလည်းနည်းနည်းလေးဖယ်ထားလိုက်ပါရှင်ပြောင်းရင် ပိုဆိုးသွားတတ်ပါရဲ့ဝင်နှန်းဖြစ်ရင်လဲအထက်လူကြီးကြောင့်ကိုဟာစိတ်ပင်ပန်းနေရတတ်တယ်ကိုကိုပဲမဲနေတာနေနေတဲ့သဘောမျိုးစူးစရာရှိရင် ကိုထောက်တဲ့စူးနေတာမျိုးကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်အိမ်တော်ရှိသူတွေအိမ်တော်ရေးအစစ်မပြေဖြစ်တတ်ပါတယ်ကြောက်ကိုတယောက်ထင်မြင်လွဲခြင်းစိတ်ခုခြင်းတွေကြုံရတတ်ပါတယ် ဒီအတွက်ကိုလည်းအလှူတန်းလေးပြုလုပ်ခြင်းပြီးကန်စွန့်ကျဲလိုက်ခြင်းများဖြင့်အညာခိုက်တေကိုအနည်းငယ်ပြေပြောက်စေနိုင်ပါလိမ့်မယ်မိမိသားသမီးရဲ့ခလေးငယ်မျိုးရေနဲ့နီးတဲ့နေရာမှာကစားခြင်းတွားရောက်နေထိုင်ခြင်းများ မပြုလုပ်တတ်ပါဘူးကံကောင်းတဲ့နံပါတ်လေးကတော့၅ခဏန်း၁ခဏန်း၇ခဏန်းပဲဖြစ်ပါတယ်ဒါလေးကလည်းဒီတစ်ပတ်တွင်းတဲ့ကံကောင်းတာဖြစ်ပါတယ်ကံကောင်းတဲ့အကြောင်းလေးကတော့ နို့နှစ်ယောင်လေးဖြစ်ပါရဲ့ရှင်။ကံကောင်းတဲ့ကံကောင်းသွားအောင်မိမိနေရဖျားမှာအုံထမင်းမောအုံဆုံးပေါ့နော်အဲ့ပုံမှာတစ်သီးလေးတင်ပြီးလှူဒန်းပြေးမယ်ဆိုရင်ဒီတပတ်ဟာကို့အတွက်ရွှေနေ့လေးတွေဖြစ်အောင်မြင်သွားမှာဖြစ်ပါရဲ့။စနေသားသမီးများအတွက်ဒီတပတ်တွင်းမှာတော့ကို့လုံးရမယ့်အလုပ်လေးတွေကနင်းနေနင်းနေထစ်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 နေတတ်တယ်။ ဘလုံးလုံးမြန်ကြံလိုက်တိုင်းလဲတခုခုကနေပြီးတော့အနောက်ရှက်ပြီးတယ်လို့ခံစားရတတ်တယ်။ဒါပေမဲ့1389မှာစနေသားသမီးတွေကအထုံးဆိုတဲ့နေရာမှာရှိတဲ့အတွက်ဒီတပတ်တွင်းတွင်မဟုတ်ဘူးနောက်တစ်ပတ်တွေနောက်တစ်ပတ်တွေမှာအောင်မြင်မှုတွေအများကြီးရရှိသွားမယ့်နေသားများဖြစ်ပါတယ်။ဝန်ထမ်းဆိုရင်တော့နည်းနည်းကူးဆိုင်လိုက်ပါ။အထက်အရာရှိများရဲ့ မိမိတဲ့တဆင့်မြင့်တဲ့လူကမိကိုညုံညင်ချင်းအပြစ်တင်ခြင်းမျိုးတော့ခံရတတ်တယ်။ဒါလည်းတန်ကြီးခံလိုက်ပါရှင်။ပြပခီးဝေးသွားဖို့ကြောင်းတက်ဖို့ဆောင်ရွက်ထားတဲ့စနေသားသမီးသားလေးသမီးလေးတွေဒီတပတ်ထွဲမှာတင်သမျှဆာရွက်ဆာရာအနေနဲ့ပတ်သက်ကိစ္စပြီးအောင်မြင်မှုရဖို့နည်းနည်းနည်းပါတယ်။နောက်ဒီတပတ်ထဲမှာတင်လိုက်ရင်ကိုတက်ချင်တဲ့ကြောင်း မရတာမျိုးကြုံရတတ်တယ်။ဒါမှမဟုတ် scholarship ကိုအပြစ်မရတာမျိုးကြုံရတတ်တယ်။ scholarship ဆိုတာတစ်နှစ်ဆိုတစ်နှစ်လုံးရမှအကျောင်းသူအကျောင်းသားတွေစာတော်နဲ့စနေသားသမီးတွေပို့ပြီးအောင်မြင်မှုရရှိမှာဖြစ်ပါတယ်။နောက်တစ်ပတ်ကိုနည်းနည်းလေးစောင့်ပြီးတော့မှစာတင်လိုက်မယ်။စာတင်ပြန်လုပ်မယ်ဆိုရင် အောင်မြင်မှုတွေရရှိသွားမှာဖြစ်ပါတယ်။ပညာရေးရင်မှန်းချက်အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ဒီတစ်ပတ်တွင်းမှာတော့တန်းကြီးခံလိုက်ပါအချီကြီးကတော့ตายရနေပါတယ်ရှင်အိမ်တော်တဲ့ဒီဖို့လဲအိမ်တော်ဘက်နဲ့ပတ်သက်ပြီးပျော်ရွှင်နေရမယ်ကာလဖြစ်ပါတယ်အိမ်တော်ဘက်ကအလုပ်တွေကိုကူညီဖြည့်ရှင်းပေးနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်ကျမ်းမာရေးအနေဖြင့်ကိုလက်အင်္ဂါမှာရားရံခြင်းရောင်းရံခြင်းများကြုံတွေ့ရတဲ့အတွက်နည်းနည်းလေးကူးဆိုင်လိုက်ပါမတန်ရှင်းတဲ့ရေကိုသုံးမိတာနဲ့ ုခန္ဓာမှာအနည်းပြီးတတ်ပါရဲ့ရှင်။ကံကောင်းတဲ့နံပါတ်၄ကတော့ဒီတစ်ပတ်အတွင်းမှာ6ကဲ9ရဲ့2ကဲဖြစ်ပါတယ်။ကံကောင်းတဲ့အယောင်၄ကတော့အနီရောင်ရဲရဲလေးဖြစ်ပါရဲ့ရှင်။ကံကောင်းတဲ့ကံကောင်းသွားအောင်မိမိနေရဖျားမှာငပြောကြော်လေးဦးတီးတီးချာချာနေ့တိုင်းနေ့တိုင်းကတ်လှူပြေးမယ်ဆိုရင် ဆုံးရှုံးထားတဲ့ငွေတွေရစရာရှိတဲ့ငွေတွေတပေါင်းတစ်စီးတည်းပြန်ရသွားမှဖြစ်ပါတယ်အားလုံးပဲစမ်းမှတ်ချက်နှပ်ပါစေ